ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကကူးဆက်ပါဆိုတော့ကျွန်တော်တို့ဒီနေ့မှာအရှိမချပြရတဲ့ PC တွေအကုန်လုံးကိုတုံးပြီးတော့ high end ဆိုမှလုံးဝ high end PC လေးတစ်လုံးကိုဆင်ပြမှာဖြစ်ပါတယ်ကဲဆိုတော့ဘာတွေတုံးမလဲဘယ်လိုတွေဆင်မလဲဆိုတော့ကျွန်တော်နဲ့အတူတူဆက်ပြီးတော့ကြည့်လိုက်ကြအောင် ကဲဆိုတော့မြင်တဲ့အတိုင်းပဲ PC လေးကတော့ဆင်လို့တော့ပြီးသွားပြီဆိုတော့ဒီ setup မှာဘာတွေပါလဲကျွန်တော်ပြပြမယ်အာ CPU ကတော့ i7 13th gen KF ကိုတုံးထားတယ် GPU ကတော့ i gaming final cam 4080နောက် system game display လေးလည်းပါတယ်ပြီးတော့ i display ကဖြုတ်လို့ရပြနော်အဲဒီလိုမျိုးလည်းဖြုတ်လို့ရတယ်ပြတော့ vertical ထားမယ်ဆိုလို့ရှိရင်လေတော့အဲ့ဒီထားလေးကိုဟိုလိုလိုအပေါ်အောက်အဲ့လိုမျိုးရွှေ့ပြီးတားလို့ထားလို့ရရဗျာပြီးတော့လို့ရှိရင်မာသာဘောကကြတော့လုံးဝကျမ်းပါတယ်ဆိုတော့ ROG Z990A DDR5 အဲ Wi-Fi 7 version 2ရိုးရိုးက version 1အောင်ပေါ့နော် version 2အဲ့ဒါကိုတုံးပေးထားတယ် SSD SSD အနေနဲ့ကကြတော့ Samsung 480 Pro 2TB ကိုတုံးထားတယ်ပြီးတော့အဲ့ဒါကကြတော့ device storage အတွက်ပေါ့နော်အဲပြီးတော့ window အတွက်ကကြတော့ custom 1TB ကိုထည့်ပေးရသေးတယ်ဆိုတော့ total 3TB ပါမယ် power supply အနေနဲ့ကကြတော့တာမယ်တိတ်ကဲ 1200W platinum rated နောက်အဲ့ဒါကိုတုံးပေးထားတယ်နောက်ဆိုတော့ 1200W ကိုဘာလို့တုံးထားလဲဆိုတော့နောက်ပိုင်းကြလို့ရှိရင်ဒီ GPU ပဲမြင့်မြင့် CPU ပဲမြင့်မြင့်ဒီထောင်းတဲ့အဝန်းနဲ့ဆိုလို့ချင်း58 59 90 90 90နောက်ဆုံး60 CPU တွေထွက်လာရင်တော့မှ AC ဖြစ်သွားပြီဗျာဆိုတော့အားအကြောင်းထောင်းတဲ့ဘက်ကိုတုံးပေးရတယ်နော်ပြီးတော့ RAM RAM အနေနဲ့ဆိုလို့ချင်းတော့လုံးဝဒီ motherboard ကိုလုံးဝ support ပြပေးနိုင်မဲ့ဒီဝယ်ထားတဲ့ဈေးနဲ့ motherboard ကိုဝယ်ထားတဲ့ဈေးနဲ့လုံးဝတန်အောင်လို့ RAM ကိုလည်း GSK ရဲ့ Ryzen ပေါ့နော် GSK Ryzen ကိုတုံးတာလေလုံးဝ speed က8200 8200 speed နော် 16GB နှစ်ချောင်း တော့အဲ့ကောင်ကြီးကလိုချင်ပါတယ်ဆိုလို့ရှင်တော့မှာပတ်စံရှိပါတယ်ဆိုရင်တော့မှာအရန်ဝယ်ရခက်တဲ့အထင်မှာပါတယ် limited edition နေပေါ့နော်ဆိုတော့အဲ့ကောင်ကိုတက်ထားတယ်အဟားအပြင် fan ရကြတော့ total ဘယ်နှလုံးပါမလဲဆိုတော့ fan ရ total 17လုံးပါမယ်နော်ဆိုတော့ဒီအောက်ဖက်မှာက intake 3လုံးဘေးမှာလည်း intake 3လုံးပြီးတော့ဒီဘက်မှာကကြတော့ exhaust ကတော့2လုံးပဲအဟားအပြင်အနောက်ဖက်မှာ radiator မှာတက်ထားတယ်သူ original exhaust ကနောက်ထပ်3လုံးပါသေးတယ်ဆိုတော့ fan ရဒီမှာရင်ဘယ်လိုဘာဖြစ်သွားမလဲဆိုတော့ push pull ဖြစ်သွားမှာဗျာဒီအနောက်က radiator fan က ၃လောင်းပါဒီအထဲကိုထည့်မယ်နော်ဆိုတော့ဒီ၃လောင်းကလေဒီဘက်ကိုပြန်ပြီးတော့စုပ်မယ်ဆိုတော့ဒီ intake power ပို့ပြီးတော့ကောင်းပါပေါ့ပြီးတော့ဒီကလည်းအာ၃လောင်းထပ်ပြီးတော့ intake ရှိအောင်မယ်နောက်ကနေပြီးတော့အဲ exhaust ကတော့နှလုံးရှိမယ်ပေါ့နော်ဆိုတော့ဒီရားတွေအကုန်လုံးကပုံမှန်ဆိုလို့ရှိရင်ဗျောင်းမြန်နေဖြစ်နေပါပေါ့နော်ဆိုတော့ဗျောင်းမြန်နေဖြစ်အောင်ဒီ intake 6လုံးကို reverse plate တွေသုံးပေးရတယ်ပြီးတော့အဟအပြင်ကိုလုံးဝကြိုးတွေပါတွေမရှုပ်ချင်ဘူးပေါ့နော်ကြိုးတွေပါတွေမရှုပ်ချင်လို့ဒီ motherboard adapter လေးပါတက်ပေးရသေး နော်ဆိုတော့အဲ့မာတာဘောအဒက်ပတာလေးကပုံမှန်ဆိုလို့ရှိရင်ကြိုးကြီးကကိုေးပြီးတော့အထဲကိုရောက်နေမှာပေါ့နော်ဆိုတော့အဲ့လိုကြိုးကြီးတွေမမြင်ချင်ဘူးပြီးတော့ကျွန်တော်ကဒီ RGB cable ကြီးတွေလည်းအဲ့လိုမျိုးပြ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 ကြီးတွေနဲ့ကြိုးကိုကိုေးကြီးတွေနဲ့အဲ့လိုမျိုးလင်းလင်းထိထိန်တွေမကြိုက်ဘူးဗျာမကြိုက်တော့ဆိုတော့ဒီအဒက်ပတာလေးကိုရှာပြီးတော့ဝယ်ပြီးတော့တက်ပေးရတယ်ပြီးတော့ AI ကို AI ကကြတော့ Thumbnail ရဲ့အာ wireframe နော်အာ wireframe 360 AI ကိုတက်ပေးရတယ်ဆိုတော့ဒီ case နဲ့မှာ display က total 3ခုပါမယ် နော်ဆိုတော့အပေါ်မှာ mini display လေးတက်ထားတက်ပေးရသေးတယ်နော် TUI TUI ကဲ display လေးပါထပ်ပြီးတော့ထည့်ပေးရသေးတယ်ဆိုတော့အဲ့မှာလည်းအဲ့လိုပဲကိုကြိုက်တဲ့ဓာတ်ပုံ logo အာဘာညာတလကနော်ပြီးတော့ဒီ PC ကို monitor လုပ်ဖို့အခုတက်ထားတဲ့ Dragon Ball ဆိုလို့ရှိရင်အဲ့ဒါအလားမဟုတ်ဘူးဒီ CPU fan ဆို CPU ကဘယ်လောက် speed နဲ့ RAM နေလဲ RAM ဘယ်လောက် usage ရှိလဲ GPU temperature CPU temperature အားတွေအကုန်လုံးဒီမှာ monitor လုပ်လို့ရတယ် ပြီးတော့ကေသင်ကေသင်ကကြတော့ Lian Li ရဲ့ Vision 11 Combat ကိုတုံးပေးတာတယ် Vision 11 Combat ကကြတော့တခုကောင်းတာဒီအပေါ်မှာမှန်ကြီးပဲတက်လို့ရသလို Exhaust Fan ထပ်ပြီးတော့တက်ချင်တယ်ဆိုလို့ရှိရင်လည်း Panel ကြီးကိုဖြုတ်ပြီးတော့အဲ့မှန်ကြီးကိုဖြုတ်ပြီးတော့ပွားနေပြီးတော့ Fan အသုံးလုံးတက်လို့ရတယ်နောက်ထပ် Extension တခုလည်းပါသေးတယ်ဆိုတော့အကောင်လုံး Setup ကတော့ Share ပဲပုံမှန်ဆိုလို့ရှိရင်တော့ i7 13 Gen RTX 40 80 Series ကတော့ဈေးကပြောရမယ်ဆိုလို့ရှိရင်60ဝန်းကျင်လောက်မှာပဲရှိရပါတော့။ဆိုတော့ဒီကောင်ဝန်ကြီးစင်တာဘယ်လောက်ကျသွားလဲဆိုလို့ရှိရင်တော့62.5သိန်းလောက်တော့ကျပါပါတယ်။ အာ60နဲ့90နဲ့ဘာกว่าမလဲဆိုတော့အမြင်กว่าတာပေါ့เนาะအမြင်กว่าမယ်တုံးထားတဲ့ usage တွေกว่าမယ် motherboard တွေกว่าမယ် RAM တွေกว่าမယ်ကားလောကအနေနဲ့ပြောရမယ်ဆိုလို့ရှင်ကား model တွေတော့မှာ grade မတူတလို့ပေါ့ဈေးกว่าတယ်ဆိုတော့အဲ့လိုမျိုးပေါ့เนาะဆိုတော့ကိုက PC တစ်လုံးကိုဆင်ပြီးတော့ကိုရဲ့ PC ကိုလုံးဝတတတနဲ့ထိုင်ကြည့်ပြီးတော့တေချနိုင်ခြင်းတယ်ဆိုလို့ရှင်တော့ဒါမျိုးဆင်လို့ကောင်းတယ်အဲ့လိုမှမဟုတ်ဘူးကိုကအလုပ်အတွက်ပဲ game ဆော့လို့ရရင်ပြီးရော i7 တနေချင်40 60ပြီးရောဆိုလို့ရှင်ရော ရှင်တော့ဒီဈေးကတော့တက်တက်တက်နဲ့ဆင်လို့ရတယ်ပေါ့နော်။ဆိုတော့ဒါကတော့ user တယောက်ကတယောက်နဲ့တယောက်ကမတူတော့ကိုကဘာအတွက်သုံးပါလဲ။ဆိုကိုကဘာကိုလိုချင်လဲဆိုတော့ကိုလိုချင်တာနဲ့ပုံမူတည်ပြီးတော့ PC ဆိုတာပြောမယ်ဆိုလို့ရှင်ထည့်လို့ရှင်ထည့်သလိုကုန်နေတာကြီးပဲ။ကဲဒီ setup လေးကတော့ပြီးသွားပါပြီ။ဆိုတော့အခုလိုမျိုး setup လှလှလေးတွေဆင်နေတယ်ဆိုလို့ရှင်ကိုရှင်မှာဆင်လို့ရပါတယ်။နော်ဒီ setup ကပုံတကယ်ကတော့ကိုတိုင်းဆင်မို့တော့အာကိုတိုင်းသုံးဖို့ဆင်တာပေါ့နော်။ဟောပြီးတော့ပြောဖို့မေ့ပါလို့အကုန်လုံးမာသားပုတ်ကေ CPU ရဲ့ graphic ကက်ကက်ရလွယ်လို့ကျန်တာရအကုန်လုံးအစ်တတကြီးပဲတုံးပေးတာနော်အစ်တတကြီးပဲတုံးပေးတာနော်ဆိုတော့ဒီလိုမျိုး setup လှလှလေးဆင်ကျင်နေဆိုလို့ရှိရင်အခုချိန်မှာလာပြီးတော့ဆင်လို့ရပါတယ်နော်ဆိုတော့မဆောင်ကျင်ဘူးဒီလိုအဒီလိုမျိုးလည်းကြိုက်တယ်ဒါပေမဲ့လည်းအာပစ္စည်းလည်းမဆောင်ကျင်ဘူးဆိုလို့ရှိရင်တော့ဒီဟာလေးဝယ်မယ်ဆိုလို့ရှိရင်ကြောင်းပေးပါတယ်နော်ဆိုတော့62မှ5သိန်းတော့ကြမယ်လိုချင်လို့ရှိရင်ကြောင်းပေးမယ်နော်62မှ5သိန်းဒါမျိုးကိုယ့်အနေကိုအဆအဆုံးအစ်စ်ပြန်ဆင်ကျင်နေဆိုလို့ရှိရင်လည်း ဆင်ပေးပါမယ်ဒါပေမဲ့ပစ္စည်းတွေကတော့ CPU တွေ CPU ကတော့အခုဝယ်လို့ကတော့လွယ်တယ်ပေါ့နော်ဒါပေမဲ့ဒီ graphic card တွေမာအဓိကတော့ motherboard ပေါ့နော် motherboard ကဒီလိုမျိုး motherboard ဘူးပစ္စည်းအစုံနဲ့ဒီလိုမျိုး motherboard တွေအရင်ရှာတယ်ဒီဟာဆိုလို့ရှိရင် local ကလည်းမဟုတ်ဘူးအာဟိုဘက်ဒီဘက်က plastic ဘက်ပြီးလာရည်လည်းမဟုတ်ဘူးနိုင်ငံခြားနေပြီးတော့တွင်းထားတဲ့ဟာတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးဟာတွေအာရှားမှာပေးလို့ရရတယ်နည်းနည်းတော့စောင့်ရမယ်ဆိုတော့မစောင့်ကြင်ဘူးဆိုလို့ရှိရင် တော့ဒီကောင်ကြီးလိုချင်တယ်ဆိုလို့ရှိရင်ရောင်းပေးပါမယ်နော်ဆိုတော့ရောင်းပေးတယ်အဟအပြင် အော်ကိုမပစ္စည်းစင်မို့ဆိုပြီးတော့ဝယ်ရတဲ့ပစ္စည်းလေးရှိတယ်။နောက်ဒီလိုမျိုးဗီဒီယိုတွေလည်းလုပ်ချင်တယ်ဆိုလို့ချင်းအခုချိန်မှာလည်းအာလက်ခနေနေနဲ့လာပြီးတော့ဆင်လို့ရပါတယ်။ဝါသနာပါလို့ဆင်ပေးမှာပါ။နောက်ဆိုတော့အဲ့လိုအဟားအပြင်ကိုထပ်ပြီးတော့ကို PC တွေဆင်နေတာရှိတယ်။နောက်လိုချင်တာရှိတယ်။အဓိကကိုကကိုရဲ့ budget နဲ့ကိုသုံးမဲ့ဟာနဲ့ဘာတွေဆင်ရမလဲဘာတွေသုံးရမလဲသိချင်တယ်ဆိုလို့ချင်းလည်းအခုချိန်မှာလာပြီးတော့ timing လို့ရပါတယ်။နောက်ဆိုတော့အားလုံး welcome ပါ။နော်။ တော့နောက်ပိုင်းကျလို့ရှိရင်လည်းဒီလိုမျိုး PC နဲ့ပတ်သက်တဲ့ knowledge တွေဒီလိုမျိုး PC ဘိတ်တွေအခုလိုမျိုးပဲထပ်ပြီးတော့ quality ကောင်းကောင်းနဲ့ထပ်ပြီးတော့တင်ပေးဖို့မှဖြစ်လို့ like follow လေးလေးလုပ်ပေးတာပေါ့လေဒီကနေပြီးတော့ဖိတ်ခေါ်ပါတယ်ကဲအားလုံးကျေးဇူးတင်ပါတယ်တက်တာ